အားလုံးပဲမင်္ဂလာပါအပိုင်းနဲ့အခန်းလေးစကားပြောကောင်းဖြစ်ရန်ဤတို့ဖြစ်ပါရခင်ဗျာစားလိုက်ရအောင်ပါညမကြမီကဘရစ်ဖဲဝိုင်းတို့လာရောက်ကစားရန်ကျွန်တော်ကိုဖိတ်ကြားလေသည်ကျွန်တော်ဒီဘရစ်မကစားတတ်ပါကျွန်တော်ကဲတော့ပင်ဘရစ်မကစားတတ်သောမိမချောတူဦးလည်းကစားဝိုင်းတို့ရရှိနေလေသည်လူဝဲတော်မတ်တီအတန်လွင့်တမန်တော်အတို့မကူပြောင်းမီဥရောပတိုက်တိုက်လုံးတို့အနံ့အပြန်လဲလှယ်ပြီးရင်ခီးတွန်းလာရ၌စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုဟောပြောလက်ရှိစဉ်က ူ၏မန်နေဂျာအဖြစ်ဖြင့်သူနှင့်အတူကျွန်တော်လာ၍သူ၏ဟောပြောချက်များကိုကိုရင်စီစဉ်ပေးရကြောင်းကိုထုံဝင်းမချောတည်၍သွားလျာ"အိုမစ္စတာကာနေဂျီ၊ချင်းရောက်ခဲ့မှုတဲ့ထူးဆန်းတဲ့နေရာတွေအကြောင်းကိုနည်းနည်းလောက်ပြောပြစမ်းပါဟုကျွန်တော်ကိုတောင်းပန်ချာ၏။ဖုန်ကလထိုင်ပေါ်သို့ထိုင်းမိကြသောအခါသူ့ယောက်ျားနှင့်သူသည်မကြာသေးမီကပင်အာဖရိကတိုက်မှပြန်လာခဲ့သည့်အကြောင်းကိုသူစကားဆလိုက်၏။အာဖရိကကိုရောက်ခဲ့တဲ့ခုကျွန်တော်သည်စိတ်သက်သာစွာနှင့်သူ့ကိုပြန်၍မေးပြီးနောက် တဲ့ဟုတ်တာပဲဗျာအာဖရိကကိုကျွန်တော်သွားကျင်နေတာကြာလာပြီသို့ပေမဲ့အယ်လာဂျီရမှာတည့်ရတဲ့နေပြီးပြန်ခဲ့ရတယ်အာဖရိကဟာအမဲပြစ်ဖို့တိတ်ကောင်းတဲ့နေရာပဲခင်ဗျားတိတ်ကန်ကောင်းတယ်ဗျာအာဖရိကအကြောင်းကိုနည်းနည်းပြောဆန်းပါဟုတောင်းပန်လိုက်သူစကားကိုရရဒီမှာစာယူကျွန်တော်ဘယ်နေရာတွေကိုရောက်ခဲ့ဒီဘာတွေမြင်ခဲ့ရဒီတို့ကိုကျွန်တော်အားထားရမမေးတော့ပဲသူရောက်ခဲ့ပူတဲ့နေရာများနဲ့မြင်ခဲ့ရသောအထူးအဆန်းများအကြောင်းကို45မိနစ်တိုင်တိုင်ရှင်းပြပြောသည်စင်စစ်မှန်မှုဒိုမင်းမချောတီကျွန်တော်ပြောတဲ့စကားကိုနားထောင်ခြင်းရမဟုတ် သူကိုယ်တိုင်ရောက်ခဲ့မှုတဲ့နေရာများကိုဂုံယူကပြောဆိုနေစဉ် Q တဆိုင်နားထောင်နေမိသူတို့ဦးကိုအလိုရှိချင်းသာဖြစ်လေသည်ပြီးခဲ့သောမိမချောအလိုရှိချင်းသည်သူအစမ်းမဟုတ်ပါညစွာသောလူတို့သည်လည်းထိုကဲ့သို့ပင်အလိုရှိကြပေသည်ဖက်တီထိုးရကြပါနင်းရောက်မြို့ရှိစာအုပ်ပုံတွင်ရောင်းချမ်းသူတို့ဦးဖြစ်သော JW Greenberg ၏အိမ်၌တဲခင်အခန့်ကျွေးမွေးသောညနေစာစားပွဲတွင်နမေကျော်ရုခဗေဒပါရဂူကြီးတို့ဦးနှင့်ကျွန်ုပ်သည်တွေ့ရ၏ရှိရခါကရုခဗေဒပါရဂူများနှင့်စကားမပြောဘူးကြီး ထုံညာကတွေ့ရသောပါရဂူကြီးသည်အလွန်စိတ်ဝင်စားဖွယ်ကောင်းလေသည်တိပင်းအကြောင်းဆိုင်ရာဘုဒ္ဓတာတို့ကိုတခုပြီးတခုချောက်ရပြောပြသည်မှာအလွန်အောင်းဖွယ်ကောင်းသောကြောင့်ကျွန်တော်သည်ကလထိုင်းအစွန်းကလေး၌သာထိုင်ပြီးလင်သူပြောသည်မှစကားများကိုအာယုံပြုလက်ရှိလေသည်ကျွန်တော်တွင်ပန်းကြံကလေးတခုပြိုးထားရာထိုပန်းကြံနှင့်ဆက်လင်း၍ကျွန်တော်အလိုရှိသောအချက်များကိုပင်ပြောကြားသွားသည်ထုံညာစာစားပွဲသို့အချားအဲ့တဲ့35ရောက်ကန်ကြောက်ရောက်လာကြတော့လေသူတို့ကိုဘယုံမဆိုင်နိုင်ပေထိုပါရဂူကြီးနှင့်တာအချင်းအတော်ကြောင်စကားပြောလက်ရှိလေသည် ။တကောင်ရန်အချိန်တို့ရောက်တော့အခါအဲ့တဲ့များကိုနှုတ်ဆက်၍အိမ်တို့ပြန်ရန်ပြင်းထွားကားပါရဂူကြီးသည်အင်ရှင်ဘက်သို့လက်၍တိတ်စကားပြောကောင်းတဲ့လူတိတ်တော်တာပဲဘာညာဘာညာစသည်ဖြင့်ကျွန်ုပ်အားရှိကျူးလျက်ရှိလေသည်။စကားပြောအလွန်ကောင်းသောသူဟူ၍ရှင်းမွန်းခြင်းကိုသာခံရသည်။စင်စစ်မှထုံမြတ်ကကျွန်ုပ်သည်ပါရဂူကြီးနှင့်စကားပြောသည်ဆိုလုံရောက်သာပြောခဲ့ရသည်။ကျွန်ုပ်ဒီဒုက္ခပေဒအကြောင်းကိုနားမလည်တော့ကြောင့်စကားများများပြောကျင်တယ်လေပြောနိုင်မှာမဟုတ်ကြ။သူရတွင်အရာတခုကိုတော့ကျွန်တော်လုပ်ခဲ့ဤထိုအရာဒီကအခြားမဟုတ် ကိုပါရဂူကြီးပြောသည်များစကားတွေကိုစိတ်ပါလက်ပါနားထောင်ခြင်းဖြင့်ဖြစ်လေသည်သူပြောသောစကားများသည်စိတ်ဝင်စားဖို့ရာကောင်းသောကြောင့်ကျွန်ုပ်သည်စိတ်ပါလက်ပါနားထောင်နေသည်ဟုသူသည်အလုံးနှစ်သက်၏သူသူပြောသောစကားများကိုစိတ်ပါလက်ပါနားထောင်ခြင်းသည်ထိုလူကအကောင်းဆုံးရှိကျူးခြင်းတရားပင်ဖြစ်လေသည်သူတယောက်ပြောနေသောစကားများကိုစားရွေနားထောင်ခြင်းဖြင့်သူ့ကိုမြောက်ပေးလျင်သူအမြောက်ကိုခံနိုင်သူအလွန်ရှားလေသည်ဟုကျဲဝုဖို့ကအဲ့တဲ့အချစ်စာအုပ်တွင်ရေးသားထားလေသည်ကျွန်ုပ်မှမူကားစားရွေနားထောင်ယုံမျှမက ထိုဘာတော်ကြီးပြောနေသောမယားမဆုများကိုနင်းနေကကမြစ်တက်စွာဖြင့်စိတ်ပါလက်ပါရှိကျူးလိုက်သည်ကျွန်ုပ်ဒီတူးနဲ့တွေ့ရသည့်အတွက်အလွန်တရာဘုဒ္ဓတိုးပါသည်ဟုထိုဘာတော်ကြီးကိုပြောလိုက်သည့်အတိုင်းအဟုတ်ပင်ဘုဒ္ဓတိုးပါသည်သူ၏ပညာရများကို အလွန်စီးဘူးလိုပါသည်ဟုသူ့ကိုပြောလိုက်သည့်အတိုင်းအဟုတ်ပင်စီးဘူးလိုပါသည်သူနှင့်အတူတူတစ်ပင်တို့နှင့်ဆိုင်သောပညာရများကိုစီးပူးရန်တောင်စင်အထက်ထိုင်မြိုင်အရရက်ကိုကြော်ဖြတ်၍လိုက်လိုပါသည်ဟုပြောသည့်အတိုင်းအဟုတ်ပင်တွားလိုပါသည် သူ့ကိုတဖန်ထား၍တွေ့ကျင်ပါသေးသည်ဟုပြောလိုက်သည့်အတိုင်းအဟုတ်ပင်ထပ်၍တွေ့ကျင်ပါသေးသည်။ဤနည်းအားဖြင့်ကျွန်ုပ်ကိုစကားပြောအလွန်ကောင်းသူတဦးဖြစ်သည်ဟုအယူရှိအောင်လုပ်ထားတော်လဲစင်စစ်မှမူကားကျွန်ုပ်သည်ထိုသူသူပြောသည်များကိုသာနားထောင်တော်သူဖြစ်၍စကားဆက်၍ပြောအောင်သူ့ကိုသာအားပေးလက်ရှိလေသည်။အလုတ်ကိစ္စနှင့်ဆက်လျင်တဆုံပြောတော်သူနှင့်တွားရောက်တွေ့ဆုံသောအခါမိမိအကျဉ်းစီအောင်မြင်ရန်အတွက်ကောင်းသောနိလန်းသည့်အဘေအရာနှင့် W Elliot ဆိုသူပညာရှိ ပုဂ္ဂိုလ်တဦးကမူကား ။ဤနည်းသည်ခက်ခဲခဲရှာသောဤမဟုတ်ပါ။တင်တွမ်းရောက်တွဲဆုံသောသူ၏စကားများကိုနားဆ၍ထောင်ခြင်းသည်အလွန်ရေးကြီးလေသည်။ထိုထက်ထိခိုက်သောမြောက်လုံးသည်မရှိတော့ကြည်ဟုဆို၏။ဤစကားသည်အလွန်မှန်လပေ၏။သူစကားမှန်ကြောင်းကိုသိရန်အတွက်ဟာဘတ်တက္ကသိုလ်တွင်၄နှစ်တန်တိုင်တွားရောက်တင်ကြားနေရမလို့ကြည်။တို့ရတွင်အဖိုးတန်တိုက်ခန်းကြီးများကိုငါရောင်းရံကုံများကိုပြုဆက်ရွေးချယ်ရွေးဝဲအထာအတူကိုကြီးကောင်းအောင်ပြင်စဉ် ဂျုံရန်တိနေရာတွင်လည်းငွေအမြောက်အများအကုန်ခံပြီးနောက်ဝယ်သူပြောသည်များစကားကိုစိတ်ရှိလက်ရှိနားထောင်နိုင်လောက်အောင်ဉာဏ်မရှိသောစေယောင်းသမားကိုနားထားသည့်ကုန်တယ်များကိုတင်းတင်းကျွန်တော်တို့အတိအမြင်ဖြစ်ပြီးသည်အားလုံးကုန်နေရာတကြစီမံနိုင်ပြီးမှဆေးဝယ်သူများပြောသည့်စကားကိုအတင်းဝင်ရောအငင်းအခုံလို့ဒေါသဖြစ်အောင်စိတ်ဆွပေးပြီးပြင်ဝယ်သူကိုဆိုင်ထဲမှထွက်သွားအောင်လှုပ်တက်သည့်စေယောင်းသမားများကိုငားထားခြင်းအဖြစ်ညင်းကြမှာတင့်နေသောစင်ကြောင်ချင်းနှင့်သူတို့လှုပ်ကုန်သည့်တူလီတော့သည်တက်တည်ပြပါ့ ကျေးဇူးတန်သည်သူ၏အဖြစ်ပြက်ကလေးတစ်ခုကိုကျွန်တော်၏အတန်းထက်တွင်အောက်ပါအတိုင်းပြန်ပြောဖို့လေသည်ပြင်လဲကန်းချီအနည်းရှိနယူးဂျာစီပြည်နယ်နယူးဝက်ကိုအလွန်စွကားသောမျိုး၏ပုံစုံတိုက်ဆိုင်ကြီးတစ်တိုက်မှမစ္စတာဝူတန်သည်အဖို့ဆောင်ကိုဝယ်လေသည်အပေါ်ဝိုးအင်ဂျီသည်စေးမခိုင်သောကြောင့်တွင်းခန့်ချက်အင်ဂျီကော်လာများကိုစေးစွန်းကုန်သည့်ဖြစ်မစ္စတာဝူတန်သည်အလွန်စွပြက်လက်ရှိ၏ထို့ကြောင့်သူအဝတ်များကိုဆိုင်းသို့ပြန်ယူသွားပြီးလျှင်ကျောင်းလိုက်သောသူအားအကျိုးအကြောင်းပြောပြ၏ သူရတွင်စေယောင်းသူသည်မစ္စတာဝူတန်ပြော၍ဆုံးသည့်တိုင်အောင်တီးခံ၍နားမထောင်နိုင်ပေမကြာခဏကြားဖြတ်၍ပြောလေသည်ဒီလိုဝတ်စုံမြုပ်ကိုကျွန်တော်တို့ရောင်းနေတာလေးငန်းထောင်ပြောနေပြီမကြိုက်လို့ပြန်လာတာဒီတစ်ခါပဲတွေ့ဖူးတာဟုစေယောင်းသူကမစ္စတာဝူတန်ကိုပြောလေသည်သူစကားများသည့်စေယောင်းသူ၏စကားလုံးများဖြစ်၍သူစကားလုံးများကိုပြောသောလေတန်သည်ထုတ်တတ်ပြန်ပို၍မာသည်ခမည်းဘာဖြစ်လို့လာပြီးပြောင်းလဲနေသလဲခမည်းဟာခမည်းအထားမတက်လို့စွန်းတဲ့ဟာကိုကျွန်တော်တို့အပေါ်ကိုအပြစ်လာချမ်းလို့ ခင်ဗျားကဒီလိုလုံးမှာဖြစ်ကျွန်ုပ်တို့ကလည်းအကြောင်းပြလိုက်အောင်မှာပေါ့သူရစ်စေယွန်သူကမစ္စတာဝူတန်ကိုမပြောတော့လဲသူ့လေတန်ကအထက်ပါစကားကိုပြောနေတယ်လို့ဖြစ်ရနေလေသည်မစ္စတာဝူတန်သည်စေယွန်သမားတို့သည်တဦးနှင့်တဦးစိတ်လိုက်မှန်ပါပြောဆိုနေစဉ်ဒုတိယစေယွန်သမားတဦးထပ်၍ရောက်လာပြီးနေအညူရောင်အဝတ်တွေဟာလက်ဦးတော့ဒီလိုပဲနည်းနည်းဆွမ်းတာပဲဒါတော့မတက်နိုင်ဘူးပေါ့ဒီလိုစေးပေါ်တော့အစားမျိုးဝယ်ရင်ဒီလိုပဲဖြစ်မှာပဲစေးတော့တိတ်မခိုင်းပေဘူးဟုဝင်၍ပြော၏ထို့အချိန်တွင်ကျွန်တော်လည်းအလွန်ဒေါတာထွက်လက်ရှိလေပြီ ပထမဇေယောင်းသမားသည်ကျွန်တော်၏သမာဓိကိုစောကား၍ဒုတိယဇေယောင်းသမားမှမူကကျွန်တော်သည်အပေါ်စားကိုသာဝင်နိုင်သောလူတစ်ယောက်ဖြစ်သည်ဟုပြောခြင်းဖြင့်ကျွန်တော်၏ဂုံကိုစောကားပြန်၏ဒီအခါကျွန်တော်၏အသားများဆက်ဆက်တုံလက်ရှိ၏ကဲမင်းတို့အဝတ်ကိုမင်းတို့ပြန်ယူပြီးလှုပ်ချင်ရင်လှုပ်တော့ငါမယူဘူးဟုပြောတော်မိအလုပ်တွင်ထိုဆိုင်မန်နေဂျာသည်သူ့အလုပ်ကိုနားလည်သူတစ်ယောက်ဖြစ်သောကြောင့်ကျွန်တော်၏စိတ်ကိုတခါတည်းပြောင်းပြစ်လိုက်လေသည်ဒေါသထွက်နေသူတို့အားကျဉ်တ်သောဝယ်သူတို့အဖြစ်သို့ရအောင်ဖြောင်းပြပြောဆိုရန်သူသည်စွမ်းလေသည် ဒီ၃နည်းနဲ့သူဒီကျွန်တော်အားပြောင်းပြပါသည်ရှေးဥစွာသူဒီကျွန်တော်ပြောသည်မြတ်စကားအထက်တွင်တလုံးတပါရမြကြားဖြတ်ရင်မပြောဘဲအဆအဆုံးနားထောင်ပါသည်ကျွန်တော်ပြော၏ပြီးတော့အခါဆေးရောင်သမားများကဝင်ရောက်ပြောဆိုရာတွင်မန်နေဂျာသည်ကျွန်တော်၏ဘက်မှနေ၍ဆေးရောင်သမားတို့ကိုခုခံပြောဆိုပါသည်ဤနည်းသည်ကျွန်တော်အားပြောပြရန်မန်နေဂျာ၃တော့ဒုတိယနည်းပင်ဖြစ်ပါသည်ကျွန်တော်၏ check column များကိုစွန့်တင်နေသည်မှာမန်ကန်ကြောင့်တူထောက်ခံသည့်အပြင်ဝယ်သူများကျေနပ်အောင်လုပ်မပေးနိုင်သောပစ္စည်းများကိုလည်းထိုးဆိုင်တွင်မယောင်းသင့်ကြောင်းကိုလည်းပြောပြပါသေးသည်။ တတိယနည်းမှာကအဘဲကြောင့်ဒီလိုဖြစ်ရသည်ကိုမသိရပါဟုသူဒီကျွန်တော်အဝန်ခံပြည်လင်ဒီအဖို့များကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသာအမိန့်ရှိပါကျွန်တော်တို့နာခံရင်အတင့်ပါပဲခူရိခက်ရရိုးပင်ကျွန်တော်ကိုပြောပါလိမ့်မကြမင်းကလေးကပင်သူတို့ရဲ့အဝတ်စုပ်ကိုပြန်ယူပါတော့ခူရိပြောတော့မင်းကြံခဲ့တော့လဲဘယ်လိုလုပ်ရမလဲဆိုတာကိုသာမန်နေဂျာကအကြံပေးပါတော့ဒီလိုဆေးစွန်းတာခဏဖြစ်တာလားအစင်မဲ့ဒီလိုဖြစ်တာလားဒီလိုမှဖြစ်အောင်ဘယ်လိုလုပ်အောင်မလဲဆိုတာကိုသာသိပြရစီဟုကျွန်တော်ပြန်ရင်ဖြေပါသည် ်ထွက်ကားအဝတ်များကိုတင်းငွေတပတ်လောက်ထား၍အစမ်းဝတ်ကြည့်ရန်မန်နေဂျာသည်အကြံပေးလေသည်ဒီလိုစမ်းကြည့်လို့မှမကျေနပ်သင့်လင်ပြန်ယူခဲ့ပါမိတ်ဆွေကျေနပ်တဲ့အဝတ်များနဲ့လွဲပေးပါမယ်မိတ်ဆွေကိုအခုလိုဒုက္ခပေးလိုက်ရတဲ့ဝမ်းနည်းပါလေဟုထပ်၍ပင်တောင်းပန်လိုက်ပါသည်ကျွန်တော်လည်းကျေနပ်စွာနှင့်စိုင်းထက်ကထွက်လာပါသည်တင်းငွေတပတ်များကြံသောအခါထိုအဝတ်များသည်ဈေးမစွန်းတော့ရှိထွက်ကားမှစ၍ထိုတိုက်ဆိုင်ပေါ်တွင် ယုံကြည်စိတ်ချရသောစိတ်ဓာတ်များပြန်လည်ပေါ်ပေါက်လာပါသည်။အနေရန်လှုပ်သူသည်ထိုတိုက်ဆိုင်တွင်အကြီးအကဲဖြစ်သည်မှာအောင်းအဆရာမရှိပါ။ဇေယောင်းသမားနှုတ်မှမူကထိုအချိုးအတိုင်းသာတွားကြပါလျင်တသက်လုံးဇေယောင်းသမားဘဝမှာတတ်နိုင်တော့မည်မဟုတ်ပေ။ထိုဘဝနှင့်ပင်မရသေးပဲဈေးဝယ်သူများနှင့်ဘယ်အခါမှမတွေ့နိုင်သောကုံထုပ်သည့်ဌာနသို့အပို့ခံရကောင်းခံပေးလိမ့်မည်။ဒေါသကြီး၍အလွန်ဆူပူတတ်သည့်အပြစ်ရှာသမားများကပင်လျင်တီးခံ၍ထောက်ထားညာသာစွာရှိတွင်စိတ်ကြော့ပြောင်းတော်တတ်ကြလိမ့်မည်။အပြစ်ရှာသမားသည့် ပပြင်းထားနေသောမွေဟောက်ကဲ့သို့ဒေါသကြီးစွာစူပူနေစဉ်ထိုသူကိုဘာမှပြန်မပြောဘဲတိတ်ဆိတ်နားထောင်နေရပေလိမ့်မည်။တာရကပြပါ။နေပေါင်းအနေငယ်ခန်းကနယူးယောက်တယ်လီဖုန်းကုမ္ပဏီကြီးအဆိုးဆုံးသောဖောက်တဲ့တဦးနှင့်တွေ့ခဲ့ရဘူးလေသည်။သူတို့သည်အလွန်ဒေါသကြီး၍တယ်လီဖုန်းပြောနေစဉ်မှာပင်တယ်လီဖုန်းကိုရိုက်ခွဲပစ်လိုက်မည်ဟုအကြိမ်မောင်းဖူးလေသည်။တယ်လီဖုန်းကုမ္ပဏီမှတင်မြသောစာရင်းသည်မာသည်ဟုဆိုပြီးလျှင်တယ်လီဖုန်းခများကိုမပေးဘဲနေလေသည်။ တရင်စာများတဲ့တွင်စောင်းမအမျိုးမျိုးရေးတိုင်းရဲ့တယ်လီဖုန်းကုမ္ပဏီကိုထုယုံနှင့်မကျေနပ်သေးပဲပြည်သူအကျိုးကိုစောင့်ရှောက်သောကော်မရှင်ထံသို့တိုင်တန်းစာများကိုရေးသားပြီးနှင့်တယ်လီဖုန်းကုမ္ပဏီကိုတရားရုံးနိုင်လေအကြိမ်ကြိမ်တရားစွဲသည့်နောက်ဆုံးတွင်ကုမ္ပဏီမှအထူးပါဏတ်သူကိုယ်စားလှယ်တဦးကိုထိုလူစုနှင့်တွားရောက်တွေ့ဆုံရန်စီလွတ်လိုက်ထိုလူစု၏ဒေါသသည်ယင်တွေ့သည်များစကားကိုကုမ္ပဏီ၏ကိုယ်စားလှယ်သည်ဟုတ်ပါသည်ပြည်သူတို့ပြောပြီးနှင့်စွဲကောင်းကောင်းနှင့်တီးခိုင်း၍နားထောင်လေ၏ သူကဒေါနဲ့မောနဲ့၃နှစ်၃နှစ်လောက်စူနေပြီးကိုကျွန်တော်ဒီမင်းတက်စွာနားထောင်နေပါပြီဒုတိယအကြိမ်ထပ်မံတွေ့ဆုံသောအခါရှေ့အခါကပြည့်သူပြင်နားထောင်ရင်းနေပြန်ပါသည်ကျွန်တော်ဒီထိုလူထံသို့၄ကြိမ်တတိုင်းတွားရောက်ခဲ့ရာစုထအကြိမ်တွင်သူတီထောင်ထားသောတယ်လီဖုန်းအသုံးပြုဓမ္မများကာကွယ်ရေးအသင်းတွင်ကျွန်တော်ကိုလည်းအသင်းသားတဦးအဖြစ်စီးရင်တွင်းထားပြီးဖြစ်ပြီးကိုကျွန်တော်သိပါသည်ယခုထပ်တိုင်ထိုအသင်းတွင်ကျွန်တော်ဒီအသင်းသားတဦးအဖြစ်ဖြစ်လက်ရှိသေး၍စတင်တီထောင်သော ထိုသူမှတပါကဘာပေါ်တွင် ီအတင်းရင်တူတီတော့အတင်းသားမှာကျွန်တော်ပင်ဖြစ်တယ်လို့သိရှိရပါပြီ။ကိုသူညင်းတွေ့ရှိရတော့အခါတိုင်းသူပြောသမျှစကားများကိုကောင်းစွာနားထောင်ပြီးရင်သူပြောသမျှအချက်များကိုထောက်ကန်နေရှိသောကြောင့်သူနဲ့ကျွန်တော်တို့မှာအကျွမ်းတဝင်ဖြစ်ကြဖြစ်လာကြပါသည်။သူထံသို့တယ်လီဖုန်းကုမ္ပဏီမှဆေးလွတ်လိုက်တော့သူများကျွန်တော်ကဲ့သို့တယောက်မြန်မလောက်ကြပါ။ပထမဒုတိယနှင့်တတိယအခေါက်များတွင်ကျွန်တော်လာရသည့်အကြောင်းကိုအနည်းငယ်များဖွင့်ဟယူမပြောပါ။သုဒ္ဓအကျဉ်းလိုက်တာအဖြစ်အပျက်အလုံးစုံကိုရှင်းပြရာထိုသူလဲကုမ္ပဏီတို့ပေးရန်ရှိသောငွေများကို ပေးယုံတာမကပြည်သူအကျိုးကိုဆောင်ရောက်သောကော်မရှင်တို့တယ်လီဖုန်းကုမ္ပဏီနှင့်ဆက်လင်း၍တိုင်တန်းထားခြင်းများကိုလည်းပြန်လည်ရုပ်သိမ်းလိုက်ပါသည်သည်ကုမ္ပဏီ၏မတရားပြုခြင်းသောဘေးမှတယ်လီဖုန်းအသုံးပြုသောသူများကိုကာကွယ်ပေးသည်ဟု၍ထိုသူသည်သူ့ကိုယ်သူအထင်ကြီးနေသည်မှယုံမှားဖွယ်မရှိပေကုမ္ပဏီကိုစီပူချင်းမောင်းယဉ်ခြင်းအဖြစ်အထင်ကြီးလိုသောဆန္ဒကိုပြည်စည်လေသည်တို့ရတွင်ကုမ္ပဏီ၏ကိုယ်စားလှယ်တဦးကသူ့ထံသို့ခါရဝတ်သွားလျက်သူ၏အလိုသို့လိုက်လျောပြောဆိုသောအခါများစွာကျေနပ်ပြီးတွင် ရှေ့ရခါကကုမ္ပဏီပေါ်တွင်မကျေနပ်ဟုသူကိုယ်တိုင်ယူဆချက်တို့သည်ဒေပီလင်းငင်းတွင် တွင်းစဉ်ပြောက်ွယ်သွားလေသည်။တူးမွေးထယ်များကိုကဘာပေါ်တွင်အကြီးကျယ်ဆုံးဖြန့်ဖြူးရောင်းချလျက်ရှိသောဒတ်သမတူးမွေးကုမ္ပဏီကြီးကိုစတင်တည်ထောင်သူဂျူလီယန်အက်ဒတ်သမဆိုသူ၏အလုပ်ခန်းထဲသို့တမနက်တွင် အလွန်ဒေါသထွက်လျက်ရှိသောဖောက်တဲ့သူဦးသည်စူပူလျက်ဝင်လာလေသည်။ထို့လိုသည်ကျွန်တော်တို့ကုမ္ပဏီသို့ဒေါ်လာငွေ15ပြားပေးရန်ရှိတော်လဲမရှိဟု၍ညှင်းလျက်ရှိသည်။တို့ရာတွင်သူသည်မာနီကြောင့်ကိုမူကကျွန်တော်တို့ကောင်းစွာတည်ကြသောကြောင့် ကျွေးတောင်းသည့်ဌာနမှထုံငွေများကို ကြည်လင်အောင်ပေးရန်စာများကိုပို့ကြပါသည်ကျွေးတောင်းစာများတစ်ဆောင်ပြီးတစ်ဆောင်ထပ်၍ရသောအခါထိုသူသည်ရှီကာဂိုမြို့သို့လိုက်လာပြီးလင်ကျွန်တော်တို့တောင်းနေသောကျွေးကိုမပေးတော့ဟုပြောယုံတာမဟုတ်ဘဲကျွန်တော်တို့ကုမ္ပဏီမှနောက်ထပ်၍ပတ်စံတပြားဖိုးမှမဝယ်တော့ဘူးဟု၍လည်းပြောရန်ကျွန်တော်၏အလုပ်ခန်းတွင်သို့ဝင်ရောက်လာခြင်းဖြစ်ပါသည်သူပြောကြနေစဉ်ကြားဖြတ်၍ပြောခြင်းအားကြီးတော်လည်းမကောင်းမှန်းသည့်သောကြောင့်စစ်စစ်နားထောင်နေပြီးလင်သူပြောလိုသည်များပြောရိပ်ပြီးအောင်စောင့်ဆိုင်းလည်းရှိပါသည် သူပြောရေဝါတော့အခါရှီကာဂိုမြို့သို့လာပြီးယခုလိုကျူးသဆိုင်ပြောပြသည့်အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့ရဲ့အကြွေးတောင်းဌာနကခမရကိုတောင်းစိတ်ဆိုးအောင်လုပ်တယ်ဆိုရင်အခြားပေါက်တဲ့တွေကိုလည်းဒီလိုပဲစိတ်ဆိုးအောင်လုပ်မှာပဲဒီတော့ခမရသာလာမပြောရင်ဒီအကြောင်းတွေကိုဒီလိုစုံစုံလင်လင်ပြရမှာမဟုတ်ပါဘူးခမရပြောကျင်တာတဲ့ကျွန်တော်ကပိုပြီးနားထောင်ကျင်တယ်ဆိုတာကိုယုံပါတော့ဟုကျွန်တော်ကထိုလူကပြောပြပါမယ်ကျွန်တော်ဒီထိုကဲ့သို့ပြောလိမ့်မယ်ထိုသူသူမျော်လင့်ခဲ့ကြည့် ရှီကာဂိုမြို့သို့ကျွန်တော်နှင့်ရံဖြစ်ရအောင်လာခဲ့ရာကျွန်တော်နှင့်တွေ့သောအခါသူ၏နှင့်ဖက်၍ရံမဖြစ်ဘဲယေရှုရှင်စကားများကိုသာပြောလက်ရှိသောကြောင့်ထိုသူသည်အနှင်းငယ်စိတ်ပြတ်သွားလေသည်ကျွန်တော်တို့မှာဇင်းအများကြီးကြည်ရ၍ထိုလူမှာကဇင်းတစ်ခုတည်းကိုသာကြည်ရသည်ဖြစ်သောကြောင့်ဇင်းမားခြင်းမားလေကျွန်တော်တို့ကသာမားယဉ်မှုဖြစ်သည်ဖြစ်သူထံမှရရန်ရှိသောဒေါ်လာငွေ15ပြားကိုအကျွေးစင်းမှပယ်ထုတ်လိုက်ပါမည်ဟူ၍လည်းထိုသူကိုကျွန်တော်ကဝန်ခံပါသည်။သူစိတ်ထဲတွင်ဘလို့ဖြစ်နေသည်ကိုကျွန်တော်ကောင်းစွာသိရသောကြောင့် ကျွန်တော်သာအကယ်၍သူ့နေရာတွင်နေရနေမယ်ဒီလိုပဲစူမာပဲဟု၍ကျွန်တော်ပြောလိုက်ပါသည်ဒီထို့နောက်ကျွန်တော်တို့ထံမှနောက်နောက်ကုံများဝယ်ယူတော့မည်မဟုတ်ရာကျွန်တော်တို့ကဲ့သို့ကုံကောင်းများရောင်းသောဆိုင်များ၏အမိများကိုပင်ပြောလိုက်ပါသည်ဒီရှေ့ကကချီကာဂိုမြို့သို့လာတိုင်းသူနှင့်ကျွန်တော်သည်နေ့လယ်စာအတူတူစားကြသည်ဖြစ်ရာထိုနေ့တွင်နေ့လယ်စာကျွန်တော်နှင့်အတူတူစားရန်သူ့ကိုဖိတ်လိုက်ပါသည်ကျွန်တော်၏ဖိတ်ကြားခြင်းကိုသူသည်စိတ်မပါတပါနှင့်လက်ခံလိုက်ပါသည် နေ့လယ်စာစားပြီးကျွန်တော်ရဲ့အခန်းသို့ပြန်ရောက်ကြတော့အခါရှေးကမာဟုဒီထက်ပို၍များပြားသောကွန်ပျူတာများကိုပို၍ပို့လိုက်ရန်မှာကြပါသည်ကျွန်တော်စိတ်ကြေနပ်၍အိမ်သို့ပြန်သွားပြီးလင်အိမ်သို့ရောက်တော့အခါကျွန်တော်တို့ကသူနှင့်တရားသဖြင့်ဆက်ဆံလိုက်တဲ့ကဲ့သို့သူကလည်းကျွန်တော်တို့နှင့်တရားသဖြင့်ဆက်ဆံလိုသောသဘောဖြင့်စည်ရင်းများကိုပြန်လည်ဆစ်ဆီကြည့်ရှုရာသူ၏အမားကိုတွေ့ရသောကြောင့်ဒေါ်လာ15ပြားတန်ချက်လက်မှတ်တစ်ခုနှင့်တောင်းပန်စာတစ်စောင်ကိုသူသည်ကျွန်တော်တို့ထံသို့ပို့လိုက်ပါသည် နောက်မြတ်မကြမီသူ၏မိန်းမသည်တာယောက်ျားကလေးတဦးကိုမျက်နှာမြင်သောအခါကလေး၏အလဲနာမင်းအတွေ့ဓတမာကိုယူ၍မဲ့ပါသည်ထိုသူသည်နောက်နှစ်ပေါင်း22နှစ်ကြာ၍အနေအဆရောက်သည့်တိုင်အောင် ကျွန်တော်တို့တိုက်ဆိုင်ရင်ဖောက်တယ်ကြီးတဦးအဖြစ်ဖြစ်ဆွေးမြင်ဆက်ဆံလက်ရှိပါသည်နှစ်ပေါင်းအတော်ကြာလောက်ကအမေရိကန်တွင်လာရောက်နေထိုင်သော Dash လူမျိုးတင်ရင်ကလေးတဦးသည်ကျောင်းမှစာအုပ်ဖြုတ်လိုက်သည်နှင့်ပေါင်ပေါင်းဆိုင်ဒီဇိုင်း၏ပရင်းပေါင်များကိုဖုံများကိုအငမ်းတိုးလက်ရှိနေသည် တွေ့မိပါများသည့်အလွန်မင်းဆင်းရဲသောကြောင့်ကြောင်မီသွေးလေးများမှကြာကြံနေသောကြောင်မီသွေးကလေးများကိုလမ်းကြိုလမ်းကြမ်းတွင်ထိုးသမင်းကလေးသည်တောင်းတလုံးနှင့်နှင်းဆင်လိုက်၍ကောက်ရ၏ထိုးသမင်း၏နာမည်မှာ Adapter ဖြစ်လေသည်သူသည်ကြောင်တွင်ချောင်းနှင်းများသာစာတင်ဖို့တော်လဲအမေရိကန်ပြည်သတင်းမဂ္ဂဇင်းသမိုင်းတွင်အလွန်ထင်ရှားကြော်ကြားသောမဂ္ဂဇင်းအက်ဒီတာကြီးဘွားသို့ပင်ရောက်ရှိခဲ့မှုဖြစ်သည်ဘွားတို့ရောက်ဘလို့လုတ်ခဲ့ရသည်ကိုပြောင်းပြောပြရရင်ရှည်၍နေတော်မူ တို့ရာတွင်ထိုဘဝတို့ရောက်အောင်ဘလို့စရသည်ကိုကခတ်တူတူနှင့်ပြောနိုင်မည်ဖြစ်၏သူ၏နီးများသည်ဤအခန်းတွင်ပေါ်ပြလက်ရှိသောနီးများပင်ဖြစ်လေသည်အသက်၃နှစ်တွင်ကျောင်းမှထွက်ပြီးနောက် Westpin Union ကျင်းနှံကုမ္ပဏီတွင်တနင်္ဂနွေတစ်ပတ်လျှင်6ဒေါ်လာခွဲခန့်နှင့်အလုပ်လုပ်လေသည်သူကဲ့သို့အလုပ်လုပ်နေရသည်တော်လဲပညာတင်ရန်ကိုကလက်မလျှော့ပဲကိုထူးကိုချွင်နှင့်ပညာစီးကူးလျက်ရှိ၏အလုပ်တိုက်သို့ရှင်းလင်းလာ၍ယထာကအတွက်ကုံမဲ့ပတ်စံကိုစုပြီးလျှင် အမေရိကန်ပြည်သားပုဂ္ဂိုလ်ထူးများ၏အထုပတ်သည့်ဆွေဆောင်ကျန်းစာအုပ်ကြီးကိုဝယ်ယူနိုင်သည့်တိုင်အောင်နေ့လယ်စာမစားဘဲနဲ့နေလေသည်ထိုဆွေဆောင်ကျန်းစာအုပ်ကြီးထဲမှပုဂ္ဂိုလ်ထူးများ၏အထုပတ်သည့်ကိုဖတ်ပြီးလျှင်ထိုလူကြီးများထံသို့မြေစင်တောင်ကြီးကလေးဘဝကသူတို့မိတို့မိဘုံနေထိုင်ရသည့်အကြောင်းများကိုစာအဖြစ်ထပ်မံရေးသား၍မိ мян ဆောင်ကြ၏သူသည်ပြောသည်မစကားကိုကောင်းစွာနားထောင်နေသူတို့ဖြစ်၍ထိုနည်းဖြင့်ပုဂ္ဂိုလ်ထူးများသူတို့၏အကြောင်းကိုဆေးအားထက်သန်စွာပြောအောင်တိုက်တွန်းခဲ့သူ၏ ထိုအခါကအမေရိကန်သမ္မတရာထူးအတွက်ဝင်ရောက်အရွေးခံရရှိသောဂျင်နရယ်ဂျိမ်းအေကာဗီထံသို့ငယ်စဉ်ကသူသည်တူးညောင်းတစ်ခုတွင်ဒေသသားကလေးဖြစ်ခဲ့မှုသည်ဆိုသောစကားသည်မမမန်ကိုစာရေး၍စုံစမ်းရာဂါဗီသည်စာပြန်၏ဂျင်နရယ်ဂရန့်ထံသို့စစ်ပွဲတစ်ခု အကြောင်းနှင့်ဆက်လင်း၍စာရေးစုံစမ်းရာဂရန့်သည်ဆက်လင်းနှင်းမြရှိသောထိုတငယ်ကလေးအားမိမိအိမ်သို့ညစာစားရန်ဖိတ်ကြားပေးလျှင်မြေပုံကြီးတစ်ခုဆွဲ၍အချိန်အတော်ကြာစွာရှင်းပြ၏ ညမကြာမီဤယုံပြတာကလေးသည်တိုင်းပြည်တွင်အထင်ကျအကျော်ကြားဆုံးဖြစ်သည့်အီမာဆန်ဖီလစ်ဘရူအော်လီဗာဝင်းဒဲလ်ဟုံးလောင်ဖယ်လိုမစ္စတာအီဗရာဟင်လင်ဂွန်လူအီဆာမီအော်ခေါဂျင်နရယ်ရှာမန်နှင့်ဂျက်ဖာဆန်ဒေးဗီစသော ပုဂ္ဂိုလ်ကြီးများနှင့်စာပြေစာယူပြုလုပ်လက်ရှိလေသည်စာရေးယုံတာမကအာလတ်ခွင်ရတိုင်းထိုလူကြီးများ၏ဖိတ်ကြားချက်အရထိုသူတို့၏နေအိမ်သို့တွားရောက်လဲပတ်လေ့ရှိဤအဖြစ်ပြက်သည်သူ၏ရင်တွင်း၌မိမိကိုယ်ကိုမိမိအားကိုးသောစိတ်ဓာတ်များမွေးမြူစေလေသည် သူနှင့်တွေ့ရသောပုံကိုကြီးများသည်သူ၏နောင်ရည်ကိုတခါတည်းဖမ်းဆီးပေးလိုက်လေသည်ဤကဲ့သို့ဖြစ်ရခြင်းမှာအခြားကြောင့်မဟုတ်ဤအခန်းတွင်ဖော်ပြပါရှိသောနည်းများကိုအသုံးပြုသောကြောင့်သာဖြစ်ရကြောင်းကိုကျွန်ုပ်သည်တကြိမ်ထပ်၍ပြောပြစေသင်ပေါ်ကြောကြသောပုံကိုထူးများနှင့်တွေ့ဆုံ၍သူတို့ထံမှသတင်းယူနေသည့်နေရာတွင်ကဘာပေါ်၌ပြန်ပြတ်မရှိအောင်စွန်းသော Einsatz at Makohansu သူကများစွာသော သူတို့သည်တစ်ဖက်သား၏အထင်ကြီးခြင်းကိုမခံရခြင်းသည်အခြားကြောင့်မဟုတ် ဖက်သားစကားပြောနေစဉ်အာယုံဆ ảy ၍နားမထောင်ခြင်းကြောင့်ပင်ဖြစ်လေသည်ဆိုထားပုဂ္ဂိုလ်များနှင့်တွဲရောက်တွဲဆုံသည့်သူများသည်ဘာပြီးဘာဆက်၍မိရသည်လောက်ကိုသာစဉ်းစားလက်ရှိတော်ကြောင်းထိုပုဂ္ဂိုလ်သူများပြောနေသောစကားကိုအာယုံဆ ảy ၍နားမထောင်နိုင်ကြသည်ပုဂ္ဂိုလ်သူများကသူတို့သည်စကားကောင်းကောင်းပြောသူများထက်စကားကောင်းကောင်းနားထောင်သူများကိုပုံမူ၍နှိမ့်သက်ကြသည်ဟုပြောကြမှုပါသည်။တစ်ဖက်သားပြောနေသောစကားများကိုကျူးသဆိုင်နားထောင်နိုင်သောအရေးချင်းသည်အခြားအရေးချင်းများထက်ပို၍ရှားသည်သည်။ပုဂ္ဂိုလ်သူများသာမဟုတ်လူသားမန်တို့လည်း သူတို့ပြောကျင်တဲ့စကားကိုကောင်းကောင်းနားထောင်သူများကိုအလိုရှိကြနေသည်ထို့ကြောင့်ကောင်းကောင်းနားထောင်မဲ့လူတယောက်ကိုရှား၍ပြောကျင်တဲ့စကားများကိုပြောလိုက်ရခြင်းအဖြစ်မိမိစိတ်သက်သာနာများကိုကြောက်ခွင့်ရင်ပြုလုပ်နိုင်ပါလျက်နှင့်များစွာသောလူတို့သည်ထို့သောမလို့ပဲဆရာဝန်ကိုခေါ်၍သူတို့၏ယောဂါကိုကုသစေပေသည်ဟူ၍စာပေတာခေါ်မဂ္ဂဇင်းတစ်ဆောင်ကဆိုထားသည်အမေရိကန်ပြည်ထောင်စုပြည်ရင်းဆွေပွဲတီတဲတဲမဲမဲတိုက်နေသည့်အချိန်ကအီဗရာဟင်လင်ကွန်းတီ စပရင်ဖီမျိုးရှိမိတ်ဆွေတို့အားဝါရှင်တန်မြို့တော်သို့လာရောက်ရန်ဖိတ်ကြားလိုက်၏စာထဲတွင်စစ်အကြောင်းနှင့်ဆက်လျင်တွင်နှင့်တိုင်းပြည်လိုသောကြောင့်ဆက်ဆက်လာဘဟုလင်ကွင်းကိုရေးလိုက်သည်မာလိုက်သည့်အတိုင်းလင်ကွင်းမိတ်ဆွေသည်တမရမင်းအိမ်တော်သို့ရောက်လာရာငွေဝယ်ကြွင်များကိုကြွင်စင်းရဲမှလွတ်ပြင်လွတ်ပြင်ကိစ္စနှင့်ဆက်လျင်လင်ကွင်းသည်ထုံမိတ်ဆွေအတော်တော်ကြာကြာပြောလျက်ရှိဤကဲ့သို့ငွေဝယ်ကြွင်များကိုလွတ်ခြင်းအကျိုးအပြစ်တို့ကိုလင်ကွင်းကိုယ်တိုင်တစ်ခုမကြံအပြန်အလှန်ပြောယုံတာမှာက အချို့သတင်းစာများကငွေဝယ်ကြွများကိုလွတ်မီကိုကြောက်ရွံ့၎င်းအခြားသတင်းစာများကလည်းထိုးကြွများကိုမလွတ်သေး၍တော်၎င်းခြုံချပြစ်တင်သည့်ဆောင်းပါးများကိုတစ်ခုစီဖတ်ပြလျက်ရှိလေ။အချိန်တော်ကြာစွာစကားပြောပြီးနောက်လင်ကွန်းသည်မိတ်ဆွေတံမှတလုံးတပါးတမ်းများအကြံမတောင်းဘဲထိုးသူကိုပြန်လွတ်လိုက်၏။အစမှအဆုံးထိလင်ကွန်းတို့ဦးဒေသလင်စကားပြောလျက်ရှိလေသည်။ကျွန်တော်ကိုပြောကြပြီးနောက်သူ၏စိတ်ထဲတွင်တော်တော်ရှင်းသွားသည့်လက္ခဏာရှိလေသည်။ဟုတ်ထိုးမိတ်ဆွေကြီးကပြောပြ၏။ စင်စစ်မှာလင်ကုန်းဒီထိုအခါကဒူဘာထာမှာအကြံဉာဏ်ကိုအလိုမရှိသူလိုရှိသောအရာဒီသူ့ဝမ်းထဲတွင်မျိုးတိတ်ထားရသောအလုံးများကိုအကုန်ထုတ်ပြောနိုင်၍သူ့ကိုအာယုံဆိုင်ပြီးနားထောင်နေမိမိတ်ဆွေကောင်းတယောက်ပင်ဖြစ်လေသည်ကျွန်တော်တို့သူတွေအတိဒုက္ခရောက်နေသောအခါ၌ကျွန်တော်တို့အလိုရှိသောအရာဒီလည်းထိုအရာပင်ဖြစ်လေသည်စိတ်တုံနေသောဆေးဝယ်သူနှင့်မကြည်မချမ်းဖြစ်နေသောအလုတ်သမားသို့မဟုတ် စိတ်နာကြီးညီတော်မိတ်ဆွေစသည်တို့အလိုရှိသောအရာဒီလေးစိတ်ရှိလက်ရှိဖြင့်နားထောင်နေသူဖြစ်ပေသည်အကယ်၍တင့်ကိုသူများသည်မပေါင်းတင်လိုပဲရှောင်ရှားသွားသည်ကိုတော်လကောင်းတင့်ွယ်ရာတွင်အခြားသူများသည်တင့်အကြောင်းကိုအတင်းပြော၍တင့်ကိုရဲတွမ်းသွေးခြင်းကိုတော်လကောင်းတင့်သည်အလိုရှိခဲ့ပါနှင့်အောက်ပါအတိုင်းပြုခြင်းပါလေတပတ်သားစကားပြောနေစဉ်မိတိအခါများခက်ကြကြနားမထောင်နဲ့တင့်အကြောင်းကိုမရမနာပဲပြောပါတပတ်သားစကားပြောနေစဉ်တင်၌အကြံတစ်ခုပေါ်လာတော့သူစကားပြောပြီးအောင်မဆောင်နဲ့တင်းလူရေပြောပါ ထိုသူသည်တင့်လောက်မှမတော်ပဲအင်မတန်ငှင်းငွေ့ပဲကောင်းတဲ့လူသူ့စကားကိုအပေးကြောင့်အချင်းကုန်ခိုင်းရင်နားထောင်နေမိလဲသူပြောနေစဉ်အတင်းဝင်ရပြောပါလေထက်ပါနင်းကိုလက်ကင်ထားလဲရှိတော်လူစားသည်တင်းသည်တွေ့ဖူးပါ၏လားကျွန်ုပ်မှမူကကံအကြောင်းမကောင်းလာသဖြင့်ထိုလူစားများကိုတွေ့ကြုံဖူးပါသည်ထိုလူစားအချို့ကိုအထက်တန်းစားလူများထဲတွင်တွေ့ရှိရသည်မှာအလွန်အောင်းစရာဖြင့်ကောင်းသည်ထိုလူများသည်ကိုကိုကိုအထင်ကြီးလက်ရှိသောကြောင့်တစ်ဖက်သားဤစိတ်ကိုနှောက်ယှက်တတ်သူများသာလျှင် ထိုလူများသည်သူတို့၏အကြောင်းလောက်ကိုသာစဉ်းစားကြလိမ့်မည်။ကိုအကြောင်းလောက်ကိုသာစဉ်းစားသူသည်မျော်လင့်ဖွယ်မရှိသောပညာမဲ့သူဖြစ်လေသည်။ထိုသူသည်ပညာသင်ကြားခြင်းကိုမိမျှခံရတော်လဲပညာမရှိကြ။ဟူ၍ကိုလံဘီယာယူနီဘာစီတီဥက္ကဋ္ဌဒေါက်တာနီကိုလက်မာရီဘက်တလာကပြောပြပြီးထို့ကြောင့်တင်းဒီစကားပြောကောင်းသူတို့ဖြစ်လိုပါလင်တစ်ဖက်သားစကားပြောစဉ်ဂယူဆာ၍နားထောင်နိုင်ပါစေတင်းအပေါ်တွင်တစ်ဖက်သားတို့စိတ်ဝင်စားစေလိုလင်တစ်ဖက်သားတို့အပေါ်တွင်တင်းဒီစိတ်ဝင်စားပါဟူ၍ မစ္စတာရှားနော်တန်လည်းပြောပြမှုလေသည်တပတ်သားတို့စိတ်ပါလက်ပါနှင့်ဖြည့်ချင်းတဲ့မိကုံများကိုမေးပါတပတ်သား၏အကြောင်းနှင့်သူ၏စွမ်းရည်တည်တည်များကိုထုတ်ပေါ်ပြောပြနိုင်အောင်အားပေးပါတင်းနှင့်စကားပြောနေသောသူသည်တင်းနှင့်တကွတင်း၏လူရင်းစန္ဒများတင်း၏အခက်ခဲများထက်သူ့ကိုယ်နှင့်သူ့လူရင်းစန္ဒသူ့အခက်ခဲများတွင်အစပေါင်းများစွာပိုး၍စိတ်ဝင်စားလျက်ရှိကြောင်းကိုတင်းသည့်အစဉ်သတိရပါတရုတ်ပြည်ကြီးတွင်လူသက်တမ်းတည်ကြည်ပြည့်စည်စေသည့်အစာငတ်မှုကောင်းပါသောကတ်သည်သူ့အဖို့တွင် ူဤတွားကိုက်တော့ယောဂါတော့အရေးမကြီးပဲအာဖရိကတိုင်းတွင်အချိန်40လောက်သောငလျင်များတဲ့သူ့လယ်ပင်တွင် ပေါက်နေသောအနံစင်းပေါ်တွင် သူသည်ပိုးရိပ်စိတ်ဝင်စားပေလိမ့်မည်နောက်တစ်ချိန်တစုံတယောက်သောသူနှင့်စကားပြောမည်ဟုစကန်လင်းထိုအကြောင်းကိုတတိယပါစေ ထို့ကြောင့်တင်းကိုလူကြိုက်များစေလိုလျင်ဤအမတ်လေးသည်တစ်ဖက်သားစကားပြောနေစဉ်ကြူးစား၍နားထောင်ပါတစ်ဖက်သားတို့အားသူတို့၏အကြောင်းကိုပြောပြရန်အားပေးပါဤတွင်ပြပါခင်ဗျာ အလုံးမဲ့လက်တွေ့အတုံးချနိုင်ကြပါစေ နောက်လာမယ့်အခန်းကားဒီကိုဘက်ပါအောင်လုပ်နည်းဖြစ်ပါတယ်ခင်ဗျာ